ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်တော့ကိုရီးယားအဓိကပြစ်မှတ်ထားပြီးတော့ခေါ်ဖို့စိတ်ဝင်စားနေတဲ့တိုက်စစ်မှု DMD လက်နဲ့ပတ်သက်တဲ့အကြောင်းရင်းကိုကျွန်တော်ပြောကြည့်အောင်။ Fabrizio Romano ကကျွန်တော်ဒါလက်ရှိမှာ report လုပ်ထားတာပေါ့နော်။ DMD လက်ကိုခေါ်ယူဖို့အတွက် Everton က Everton နော်။ Everton ကသူ့ရဲ့ project ကိုမျက်နှာချင်းဆိုင်ဆွေးနွေးတဲ့နေရာမှာခြားပြခဲ့ပြီးဖြစ်တယ်ပေါ့။ ဒါအပြင်လက်ရှိ Everton ရဲ့နီးပြဖြစ်သူ David Moyes ကလည်းဒီဆွေးနွေးမှုတွေဒီမျက်နှာချင်းဆိုင်ကျွန်တော်တွေးဆမှုတွေမှာပါဝင်ခဲ့ပြီးတော့သူတို့အနေနဲ့ဘယ်လိုပလန်နေရှိကြောင်းကစားမဖြစ်သူကိုဘယ်လိုမျိုးကျွန်တော်အနေနဲ့ဒီအသင်းမှာကစားစီမှာဖြစ်ကြောင်းနေချပြခဲ့တယ်။ဆိုတော့ဒါကြောင့်ဒီတစ်ပတ်မှာဆိုလို့ရှိရင် Liam Delap နဲ့ကျွန်တော်ဒီ Everton ရဲ့ဂျားမှာလည်းကျွန်တော်ဆွေးနွေးမှုကျွန်တော်ရှိခဲ့ပြီးတော့ Chelsea နဲ့ Manchester United တို့ရဲ့ဘက်ကလည်းအဓိကခေါ်ယူခြင်းနဲ့တိုက်စစ်မှုတအုပ်ဖြစ်သူတို့ရဲ့ list ထဲမှာထည့်ထားတယ်။ ပေါင်တန်း30စာချုပ်ပါရိုကြီးပြီးပြီးတော့ဒီကစားမဖြစ်သူကိုခေါ်နေမှာဖြစ်တယ်။ Everton ရဲ့ဘက်ကတော့ကစားမဖြစ်သူကိုလောက်ခလာစာကောင်းကောင်းနဲ့နော်တကယ်လောက်ခလာစာကောင်းကောင်းနဲ့ကျွန်တော်ဒါဒီကန်လန်သွားဖို့အတွက် ready ဖြစ်နေပြီဆိုပြီးတော့ကျွန်တော်ပြောသွားတယ်။ဆိုတော့ဒါကဘာကိုပြောသလဲဆိုတော့ Cody Manchester United အသင်းအနေနဲ့ Everton လိုအသင်းမျိုးမျိုးနဲ့တောင်မှကျွန်တော်ဒီရှင်ပြီးတော့ကစားမတယောက်ကိုမခေါ်နိုင်ဘူးဆိုရင်ကျွန်တော်ရဲ့ဘွားကသွားပြီ အေဗာတန်နဲ့နော်အေဗာတန်နဲ့အခုချိန်မှတော့ဗျာကိုရီးယားပရီးမီးယားလိမှာလည်းအေဗာတန်လာအောက်အောက်မှာရှိနေတာဒါအပြင်ကျွန်တော်တို့ဒီနောက်ရာသီမှာလည်းဘာမှမကစားတော့တဲ့အခြေအနေမျိုးဆိုတဲ့အခါကျတော့ပြောကောင်းပြောမှာပေါ့သိတယ်မလားနော်ဘယ်လိုလုပ်ခေါ်လို့ရမလဲဘာညာတကယ်တမ်းဗျာအေဗာတန်နဲ့တောင်ရှင်မခေါ်နိုင်မှုဆိုရင်တော့ဒါတော်တော်ကိုညံ့တဲ့နေရာရောက်သွားပြီဒီနေရာမှာဒီလက်ကတော့သူကထပ်ပါတော့ဗျာတခြား option တွေလည်းသူဒီဒီလိုက်ကြည့်နေတာဖြစ်တဲ့အတွက်ပေါ့နော် United နဲ့လည်းမျက်နှာချင်းဆိုင်ဆွေးနွေးတယ်အေဗာတန်နဲ့လည်းမျက်နှာချင်းဆိုင်ဆွေးနွေးတယ် เนาะเชลซีရဲ့ဘက်ကလည်းသူ့ကိုစိတ်ဝင်စားနေတော့မယ်ဒါအပြင်တခြားသူ့ကိုစိတ်ဝင်စားတဲ့ကလပ်အသင်းတွေနဲ့ဒီရှိလာတဲ့အခါသူကိုယ်တိုင်ကလည်းတကယ်တကယ်ပြောင်းကျင်တဲ့အသင်းမျိုးရှိတယ်ဆိုလို့ရှိရင်သူရဲ့မျက်နှာချင်းစာအရင်ဆုံးဆွေးနွေးခြင်းဆွေးနွေးမှာအဲ့လိုဆွေးနွေးပြီးတဲ့အခါမှာအတူတည်းပဲတင်းဟာအတင်းတော်တော့လဲဆိုတော့သူရွေးကောင်းလဲရွေးမှာပေါ့ဒါပေမဲ့လို့ပြောချင်တာကသူများအတင်းတွေကအလုတ်လုတ်နေကြပြီ Everton လို့အတင်းမျိုးကတော့မှကိုရီပြစ်မှတ်ထားပြီးတော့ဆွေးနွေးထားတဲ့ကစားမကိုသူတို့ဆွေးနွေးထားတယ်ဒါအပြင်ထပ်ပြီးတော့လဲကိုရီမတိုင်ခင်ခေါ်ဖို့ကြိုးပမ်းနေတယ် ပေါင်တန်း30ရောကြီးပင်းရနိုင်မှာဗျာတန်း30ရောကြီးပင်းရနိုင်မှာအဲ့ဒါပြီးပြီဆိုတာ ਨੇ သူတို့မလုပ်မလဲဟိုကစားမားတွေတကယ်အကြီးကြီးရဲ့လာစာတစ်ခုကန်လန်းပြီးတော့เนาะကျွန်တော်တို့ကကန်ကန်လန်းတော့ ready ဖြစ်နေပြီအဲ့လာစာ ਨੇ ဆိုတော့ကိုရီးယားဘက်ကအခုချိန်ဒီဟိုအင်းညောင်ခွန်းညောင်ဒီအင်းညောင်ခွန်းညောင်ပဲရှိသေးတာအဲ့လောက်ပဲရှိသေးတာအခုချိန်ဒီလဲမက်ဒီယက်စ်ကွန်ညာရဲ့အပြောင်းအရွှေ့ဘာမှဖြစ်မလာဘူးเนาะမက်ဒီယက်စ်ကွန်ညာရဲ့အပြောင်းအရွှေ့အခုချိန်ဒီဘာမှမကြားရတော့ဘူး အခု dlab ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီတန်း30နှစ်တောင်ခေါ်လို့ရနိုင်မယ့်ကိစ္စကိုအခုချိန်ကြီးကျွန်တော်တို့ဒါ elite ဆွေးနေကြတော့မယ်တိုက်စစ်မှုနေရာမှာ geocrest ပဲလိုချင်တာလို့လို့เนาะ ocman ပဲလိုချင်တာလို့လို့ကျွန်တော် dlab ပဲလိုချင်တာလို့လို့အကုန်တိုင်ပတ်နေတာဘယ်သူကကိုဒီအတွက်အဓိကပြစ်မှတ်အဖြစ်ထားခေါ်တင်လဲကိုဒီမသိနေဘူးအကယ်လို့ dlab ကအဓိကပြစ်မှတ်နဲ့ကျွန်တော်ခေါ်နိုင်မယ့်ကစားမဆိုရင်ချက်ချင်းလှုပ်လိုက်တော့ဟုတ်တယ်မလားကျွန်တော်စောင့်မနေနဲ့ဗျာအတင်းကမကြခင် တို့ဘယ်လိုပြောမလဲဒီယာတီယိုခြေစမ်းပွဲစဉ်နေကန်အန်းတော်မှာအဲ့တော့ကစားမအသစ်တွေဒီယာတီယိုခြေစမ်းပွဲစဉ်နေအမီပူပေါင်းနိုင်လေအသင်းတွေကကောင်းလေပဲဆိုတော့အခုချိန်ဒီပဲကစားသမားအသစ်မှန်အမှန်ကန်ရောက်ဖို့အတွက်နှိစက်တိုင်မျိုးရှိမနေသေးဘူးနှိစက်လာပါပြီဆိုတော့ကုညာကလည်းဘာမှကျွန်တော်မသိရတော့ပြန်ဘူးဆိုတော့ဟိုတနေ့ကဒီဘိုလူပွဲအပြီးမှာအကုန်ပြောင်းလဲသွားတာဆိုတော့အခုဆိုလို့ရင်ကျွန်တော်တိုက်စစ်နေရာမှာကျွန်တော်ကြည့်ကြည့်ပြဗီတာဂူခရက်ရဲ့အိုစီမန်ရဲ့ဒီလက်ပြေကျွန်တော်၃ရောက်ရှိတယ်ပြင်မှတ်ထင်းမှာ โอเคဒါဆိုလို့ရှင်ငါတို့ရဲ့အဓိကပြတ်မှတ်ကဘာတို့ဂီယိုခရက်စ်လားโอเคဟုတ်ပြီဂီယိုခရက်စ်ကတော့ Champions League ကစားကျင်တဲ့ကစားမငါတို့အသင်းကိုပြောင်းလာဖို့အတွက်အခြေအနေမကောင်းတော့ဘူးဒါဆိုလို့ရှင်အဲ့ကောင်မေးလိုက်တော့ပြီးပြီးတော့ကျွန်တော်တို့ OCMAN ကိုကျွန်တော်တို့ကြည့်မလား OCMAN ကပြောင်းလာခြင်းနဲ့ထားအောင်တော့အဲ့မဲ့ပေါင်သန်း60လောက်ငါတို့နာပိုလီကိုပေးရဖို့ကြည့်တယ်ဆိုတော့ဒါဆိုလို့ရှင်ငါတို့တက်နိုင်စွမ်းရှိတဲ့တဲမှာပါလားနော်တန်း60ငါတို့သုံးမှလာသုံးမယ်ဆိုလို့ရှိရင်နာပိုလီကခုဖလားရသွားပြီချက်ချင်းလှုပ်လှုပ်လိုက်တော့ဗျာဟုတ်တယ်မလားနော် အကယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းပဲ okay ဒါဆိုလို့ရှိရင်တော့ငါတို့ဒီလက်ပဲကျန်တော့တယ်ဒီလက်ကိုပေါင်တန်း30လောက်နဲ့ရမှာအမှန်ကန်အလုတ်လုတ်လိုက်တော့အခုက Everton တို့ကတော့မှမင်းလည်းအလုတ်လုတ်နေပြီကိုရီးကအခုချိန်ကြီးဘာမှမသိသေးဘူးပွဲစဉ်38ပြီးတဲ့အထိကျွန်တော်စောင့်နေတာလားဘလို့ဦးဗျာကျွန်တော်ပြောချင်တာကအောက်တော့မလားသူများအသင်းတွေကတော့ထက်ခါထက်ခါကစားမတွေခေါ်ဖို့လုံနေကြတဲ့ချိန်မှာကိုရီးကအခုချိန်ထိနော်ဟိုလူလည်းစိတ်ဝင်စားတာလို့ဒီလူလည်းစိတ်ဝင်စားတာလို့ဟိုလူဆွဲစီကျင်တာလို့ဒီလူခေါ်သွားကျင်တာလို့နဲ့ဘာမှအခုချိန်ထိ ုံဒီကျွန်တော်မသိရသေးဘူးเนาะတော်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 ဆိုးတဲ့အချိန်ကြီးပါတော်တော်ဆိုးတဲ့အချိန်ကြီးပါဒါကြောင့်အသင်းအတွက်တော့ဗောနော်ဟိုအပြောင်းရွှေ့တွေကလည်းဟိုတော်တော်လေးကိုကိုအသင်းဘက်ကအလုတ်လုတ်တာညံ့တဲ့ခါကျတော့သူများအသင်းနေတစ်ဘာမှရှင်လို့မရဘူးဒီညမှာအငါတို့အသင်းကိုဘယ်သူပြောင်းကျင်တော့မှလဲဘာညာလဲဆိုဒါကတကန်တာဗျာပြောင်းကျင်တာမပြောင်းကျင်တာကိုအသင်းကကြိုးစားမှကိုသိရမှာပေါ်ဖို့ကြိုးပမ်းမှကိုသိရမယ့်အရာမျိုးအခုကအေဗာတန်ကတောင်မှဒီလက်ကိုမျက်နှာချင်းဆိုင်ဆွေးနွေးပြီးတော့သူတို့ရဲ့ project တွေကို present လုပ်ပြနေပြီ ုက္ခလာစာကလည်းကျတို့ကောင်းကောင်းပြီးပြီးတော့ကန်လန်းတော့မယ်။ပေါင်တန်း30ရောကြီးပြီးပြီးတော့ရနိုင်မယ်ဆိုတာလည်းသိတဲ့အတွက် Everton ရဲ့ဘက်က ready ပဲ။ကိုရီဘက်ကဒီလက်နဲ့ဆွေးနွေးပြီးကြတဲ့ကအခုချိန်ကြီးဘာတင်းမှတက်မလာဘူး။ဒါကိုရီလူကြီးမာတယ်ဆိုတဲ့ကစားမမျိုးနော်။ဒါကြောင့်တော်တော်လေးတော့ဗောနော်စိတ်ပြက်ဖို့ကျွန်တော်တို့ကောင်းတယ်။ဒါတော့အတင်းကဒီယာဒီမာတော့မှစိတ်ပြက်စရာယာဒီကိုကြုံခဲ့ရတာနောက်ယာဒီမာလည်းပြင်ဆင်မှုတွေကဘလို့မှကျင်းနေစရာကောင်းမနေဘူး။ ပိုက်ဆံမြေမလောက်တာလို့လို့ဟိုဟိုလီဒီမဖြစ်တာလို့လို့ပြောတော့တန်းတရာသုံးလို့ရမယ်ဆိုလို့ရှိရင်တန်းတရာသုံးလို့ရတဲ့ကစားမတွေကိုကျွန်တော်တို့အဲ့ဒီတဲ့သူတွေကိုကျွန်တော်လိုက်ပြီးတော့ခေါ်တော့ပေါ့ဟုတ်တယ်မလားအခုချိန်အထိကွန်ညာကလည်းရောက်မလာသေးဘူးเนาะရောက်မလာသေးဘူးကွန်ညာကလည်းဒါအပြင်ကျွန်တော်တို့လက်ရှိဒီဒီလက်ကလည်းသူများစီပါတော့မှာအေဗာတန်ကကိုကိုကြော်ခေါ်သွားရင်တော့ဒါကမေတော်ကြီးကိုရှက်စရာကောင်းတဲ့ချိန်ကြီးမျိုးဖြစ်နေပြီเนาะအေဗာတန်ကခေါ်သွားရင်တော့ဒါတော်ကြီးကိုရှက်စရာကောင်းတဲ့ချိန်ကြီးဖြစ်နေပြီညီကလို့ရောကျွန်တော်ဘယ်လိုမျိုးညာကျွန်တော်ဒီလက်ကိုရောက်အောင်ခေါ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလား ဒါမှမဟုတ်ထုံးတဲ့အတိုင်းပဲငါတို့အသင်းဘယ်သူမှရောက်လာမှာမဟုတ်ဘူးဆိုပြီးတော့ထင်ကြတာသူနေကြပါတော့အားလုံးကိုကျေးဇူးများကြီးပါတယ်